မင်္ဂလာပါခင်ဗျာ Every Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးအသိပညာပေးဆောင်းပါးကဏ္ဍကနေကြိုဆိုလိုက်ပါတယ်ဆောင်းပါးရှင်ဒေါက်တာမိုးတက်နေရေးသားခဲ့တဲ့အသက်ကယ်နိုင်သော ကျန်းမာရေးရင်းနှီးမြှုပ်နှံမှုဆိုတဲ့ဆောင်းပါးလေးကိုတန်လှွင့်တင်ဆက်ပေးပါမယ်ခင်ဗျာအာရောဂျံပရမန်လာဘန်အနာရောဂါကင်းရှင်းကျန်းမာခြင်းသည်မြတ်သောဆုလက်ဖြစ်တယ်ဆိုတာကို လူတိုင်းသိကြပါတယ်ကျန်းမာခြင်းရဲ့တန်ဖိုးကို နားလေသူတိုင်းဟာ ကိုရိုင်းကျမ်းမာဖို့ကိုအမြဲပြုမှုကြင်ကြံနေထိုင်နေကြတာပါပဲယနေ့ခေတ်အချိန်ဒီမှာတော့ကျမ်းမာရေးစိတ်စစ်တယ်ဆိုတာထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူးကျမ်းမာရေးကိုအလေးထားသူတိုင်းက regular medical check up ပုံမှန်ကျမ်းမာရေးစစ်ဆေးခြင်းကို အချိန်မှန်မှန်ပြုလုပ်လာကြပါပြီဒါပေမဲ့စီးပညာနဲ့သက်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေလည်းဖွံ့ဖြိုးလာပြီးစိတ်စစ်ခြင်းကိုလုပ်ငန်းတစ်ခုလို့စေယုံတွေတခွဲကနေကအပြိုင်အဆိုင်ကြုံညာလာကြတဲ့အခါမှာတော့ ဆေးစစ်ခြင်းနဲ့ပတ်သက်ပြီးတည်ထားဖို့သဘောပေါက်နားလည်ထားဖို့တကယ်လိုအပ်လာပါတော့တယ်။ဘာကြောင့် medical check up လုပ်တင်တာလဲ။ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့အကျင့်ရှိနေသူကိုဆရာဝန်တယောက်အနေနဲ့တကယ်ပဲအပေးချီးမွမ်းကြပါတယ်။ဆေးစစ်တာကြောင့်ယောဂများကိုဆော့ဆော့စီစီရှာဖွေ တွေ့ရှိနိုင်ပါတယ်။ယောဂကာကွယ်ဖို့ပိုကျန်းမာဖို့လှုပ်ဆောင်နိုင်ပါတယ်။ကျန်းမာရေးအတွက်ကုန်ကျစရိတ်တွေကိုလည်းတက်တာစီပြီးနာတာရှည်ယောဂများကိုထိန်းချုပ်ရမှာအလွန်မဲအကျိုးရှိစေပါတယ်။ ယောဂအနုစင် ရှာဖွေတွေ့ရှိခြင်း early detection of disease နှလုံးယောဂစီးချို diabetes သွေးတိုး hypertension နဲ့ကင်ဆာယောဂလိုနာတာရှည်ယောဂတွေကစတင်ဖြစ်ပွားချိန်ကနဦးချီနေမှာထင်ရှားတဲ့လက္ခဏာတွေမပြတ်တတ်ပါဘူး medical check up လုပ်တော့မှပဲယောဂလက္ခဏာမပေါ်ခင်အစောပိုင်းအဆင့်တွေကိုယောဂအနုစင်ရှာဖွေတွေ့ရှိသွားတာမျိုးပါစောစောတည်တော့ကုသမှုခံယူဖို့အခွင့်အလမ်းပုံများပြီးကုသအောင်မြင်နိုင်ခြေလဲပုံများပါတယ်အချို့ယောဂတွေကိုလည်း နောက်ဆက်တွဲကြေတနာတွေ ကြောင့်ခန္ဓာကိုယ်မထိခိုက်ခင်မှာကုသနိုင်ခဲ့မှာပဲဖြစ်ပါတယ်။ယောဂကာကွယ်ခြင်းနဲ့ကျန်းမာရေးအခြေအနေမြင့်တင်ခြင်း prevention and health promotion ဆေးစစ်ပြီးရလာတဲ့အဖြေတွေကိုဆရာဝန်နဲ့တေချာတိုင်ပင်မှာဒါမှသာ နေထိုင်မှုပုံစံအစားအသောက်ကိုယ်လက်လှုပ်ရှားမှုဆက်လက်အရက်တောက်တဲ့အလေးထားနဲ့မျိုးရိုးဆက်ခံယောဂတွေကိုပါဆရာဝန်ကဆွေးနွေးပေးမှာဖြစ်ပါတယ်။ဖြစ်လာနိုင်ခြေရှိတဲ့ကျန်းမာရေးပြဿနာတွေကို ကြိုတင်တရှိပြီးပြင်ဆင်ကာကွယ်ဖို့နီလတ်တွေကိုလည်းဆရာဝန်ကရှင်းပြပေးပါတယ်။ဥပမာကာကွယ်ဆေးထိုးခြင်းဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ကယောဂါမဖြစ်လာအောင်ကာကွယ်ပေးနိုင်တယ်လို့ယောဂါကြောင့်ကိုယ်လက်အင်္ဂါတွေထိခိုက်ပျက်စီးသွားမဲ့အချိန်ကိုလည်းဆွဲဆန့်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျိုတင်ကာဝယ်တာကယောဂဖြစ်ပြီးမှကုသတာထက်ပိုကောင်းပြီးထျောက်မှုရှိတယ်လို့ဆိုကြပါတယ်။ကျမရေးကြောင့်ကုန်ကြမဲ့စရိတ်တတ်တာစီခြင်း reduce head care cost အစောပိုင်းအစ်စ်မာကလေးကယောဂါကိုရှာဖွေ ကုသလိုက်တာကယောဂါအခြေအနေဆိုးရွားတဲ့အခါမှာစကုတာထက်ကုန်ကြစရိတ်တွေအများကြီးတက်တာစီပါတယ်။နောက်ဆက်တွဲပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဆေးရုံတင်ကုသစရိတ်နဲ့ဈေးကြီးပြီးခက်ခဲရှုပ်ထွေးတဲ့ကုသမှုတွေကိုရှောင်ရှားပြီးသားဖြစ်စေပါတယ်။အလွယ်ပြောရရင်တော့အဲ့နဲ့ထွင်ရမယ့်အငှုပ်ကိစ္စကိုပစိန်နဲ့ပေါက်ရတဲ့အဖြစ်မျိုးမဖြစ်အောင်ကာကွယ်လိုက်ခြင်းပဲဖြစ်ပါတယ်။နာတာရှည်ယောဂါကိုထိရောက်စွာ စီမံခန့်ခွဲခြင်း managing the chronic condition စီဂျိုသွေးသွို့ရောဂါတို့သော နာတာရှည်ရောဂါရှိသူများအတွက်ပုံမှန်စစ်ဆေးခြင်းဟာမရှိမဖြစ်လိုအပ်ပါတယ်လက်ရှိကုသမှုရဲ့ထိန်းချုပ်နိုင်စွမ်းနဲ့ကိုယ်အင်္ဂါပြည့်စည်ခြင်းနှုန်းကိုစောင့်ကြည့်တွက်ချက်ပြီးလိုအပ်တဲ့စီပမာဏလိုအပ်တဲ့ကုထုံးတွေကိုအချိန်နဲ့တပြေးညီချိန်ညှိဖို့အတွက်ဆေးစစ်ရခြင်းက အရေးပါတဲ့နေရာကနေပါဝင်နေပါတယ်ဆေးစစ်ခြင်းရဲ့ဗီဒရက်ဆိုဂျိုးနဲ့အစိန်ခေါ်မှုများ ုံမှန်စိစစ်ခြင်းကအကျိုးကျေးဇူးများစွာရှိပေမဲ့စိတ်ချလို့မရနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေလည်းရှိနေပါတယ်။ယောဂအဖြစ်မှားရင်းဖော်ပြခြင်း false positive result စစ်ဆင်းမှုအချို့ကကျန်းမာနေတဲ့လူကိုယောဂရှိတယ်လို့မှားရင်းဖော်ပြထားကြပါတယ်။အဲ့လိုအခြေအနေတွေကြောင့်မလိုအပ်တဲ့စိုးရိမ်ပူပန်မှုများစိတ်ဖိစီးမှုများဖြစ်ပေါ်စေနိုင်ပါတယ်။အဲ့ဒါတွေအပြင်ယောဂဟုတ်မဟုတ် အတိအကျသိရဖို့အတွက် ။နောက်ဆက်တွဲစစ်ဆေးကုသမှုဖြစ်တဲ့ဥပမာအသားစအယူစစ်ဆေးခြင်းတို့လိုမျိုးထပ်မံပြုလုပ်ရခြင်းကြောင့်လူပင်ပန်းစိတ်ပင်ပန်းကငွေကုန်ကြီးကျများပြနိုင်ပါတယ်။တကယ်ရှိတဲ့ယောဂါကိုမတွေးရှိခြင်း false negative result အချို့စစ်ဆေးမှုများကယောဂါတကယ်ရှိနေပေမဲ့မရှိလို့မှားယွင်းဖော်ပြရတာပါတယ်။အဲ့ဒါလိုအခြေအနေမျိုးမှာတော့ယောဂါရှာဖွေတွေးရှိမှု နောက်ကျသွားနိုင်ပါတယ်။ကုသမှုလမ်းလွဲသွားနိုင်ပါတယ်။ လူနာကမိမိကိုယ်ကိုကျန်းမာတယ်လို့ထင်မှတ်ပြီးယောဂလက္ခဏာတွေကိုလှစ်လျူရှုမိတာကြောင့်ယောဂပြင်းထန်ခံစားရပါတယ်။လွန်ခဲ့တဲ့စစ်ဆေးကုသမှု over diagnosis and over treatment စစ်ဆေးမှုများမှတစဉ်တွေးရှိတဲ့အချို့သောအဖြေတွေကယောဂတစ်ခုဖြစ်သတ်မှတ်ထားပေမဲ့လူနာရဲ့ကျန်းမာရေးကိုတသက်တာလုံးဘာအနေနဲ့မှမပေးနိုင်တာမျိုးလဲဖြစ်တတ်ပါတယ်။ထိုင်နေကောင်းထထသွားမှကျုံမှန်းသည့်ဆိုရက်မြမစကားပုံလိုရှင်တွဲနေထိုင်ခြင်းက ပြဿနာမရှိပေမဲ့လည်းမလိုအပ်ဘဲခွဲစိတ်ကုသခြင်းဒါမှမဟုတ်ဒဲအောင်ကြီးပေးခြင်းစတဲ့ကုသမှုတစ်ခုခုပြုလုပ်လိုက်မှသာဘေးအတွက်ဆိုးကျိုးတွေ၊နာကျင်မှုတွေစတဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်းကြုံတွေ့ရတာမျိုးဖြစ်တတ်ပါတယ်။ကုန်ကြစိတ် cost စစ်စစ်ပြီးပုံမှန်မဟုတ်တဲ့အဖြစ်တစ်ခုကိုတွေ့ရှိရပါက အခြေခံစစ်ဆေးမှုထက်ကျော်လွန်တဲ့ခနာကိုတစ်ခုလုံးကို CDMI ရိုက်ချင်းအစာအိမ်မှန်ပြောင်းဥမှန်မြောင်းကြည့်ခြင်း၂၄နာရီနှလုံးစိတ်ကြက်အမှတ်တမ်းနေခြင်းစတဲ့ အထူးစစ်ဆေးမှုတွေကိုပြုလုပ်ပါက ကုန်ကြစရိတ်တွေရှိနိုင်ပါတယ်။ဒါကြောင့်ကျန်းမာရေးစိတ်ဆစ်ချင်မက်ဒီကယ်ချက်ကပ်ဆိုတာတင့်ကျန်းမာရေးအတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။သို့သောစစ်ဆေးမှုများကိုရွေးချယ်ရမှာအလောက်အကိုင်းအသက်အရွယ်ကြာမမျိုးရိုးဆက်ခံယောဂများနဲ့ဖြစ်နိုင်ခြေများတဲ့အခြေအနေ risk factor တွေပေါ်မှာမူတည်ပြီးတင့်တော်တဲ့စစ်ဆေးမှုကိုဆရာဝန်နဲ့တိုင်ပင်ပြီးဆွေးနွေးပြီးမှပြုလုပ်သင့်ပါတယ်။စစ်ဆေးမှုရလဒ်တွေကိုလည်းဆရာဝန်နဲ့စနစ်တကျအပြည့်ဖတ်ရှုပြီး အကြဉျံပေးတဲ့အတိုင်းပြုပြင်ပြောင်းလဲနေထိုင်ရပါမယ်။ကိုကြားမာရေးအခြေအနေကိုဆရာဝန်ထံမှတိတိကျကျသဘောပေါက်နားလည်အောင်မေးပါ။မလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေလွန်လွန်ကဲကဲကုသမှုတွေကိုပါရှောင်ရပါမယ်။ဆေးစစ်ပြီးကြားမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ရပါစေလို့ဆုတောင်းလိုက်ပါရစေ။နောက်တစ်ပတ်မှာတော့မျှဝေမတုံးတဲ့တကူရီသုံးပစ္စည်းများဆောင်းပါကိုဖော်ပြမှာဖြစ်ပါရစေ။ ARI တိုင်းဆွေးတဲ့များအားလုံးလည်းဆက်ရကြမှာခြင်းကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ ကျမ်းမာရေးအသိပညာပေးကဏ္ဍပဋိပက္ခကာလတွင်ရှင်သန်နေထိုင်ခြင်းကျမ်းမာရေးဆောင်မှာ ARD Times ဆရာနာတိတ်မှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပဋိပက္ခကာလများအတွင်ပြည်သူများကျမ်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပဋိပက္ခကာလတွင်ရှင်သန်နေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို ARD Times သတင်းဌာနအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းသတင်းကောင်းပါအပ်ပါရခင်ဗျာ။